်အမေရိကန်ဟာတရုတ်နဲ့အနာဂတ်စစ်ပွဲအတွက်အစီအစဉ်တွေချမှတ်နေပါတယ်တရုတ်ဟာကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်သလိုအလွန်အားကောင်းတဲ့စစ်အင်အားကိုလည်းပိုင်ဆိုင်ထားပါတယ်အမေရိကန်အနေနဲ့ဘလို့အခြေအနေမျိုးအတွက်မဆိုအငြင်းရန်အသင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ဒါပေမဲ့အခုခါမှာတော့ဒီပြင်ဆင်မှုတွေမှာအသက်ဆန်းတစ်ခုပါဝင်လာပါပြီ။ Elon Musk ကိုပင်တကွန်ကဖိတ်ခေါ်လိုက်ပြီးတရုတ်နဲ့စစ်ပွဲဖြစ်လာရင် American ရဲ့အစီအစဉ်တွေကိုမကြခင်မှာသိရှိရတော့မယ်လို့ဆိုပါတယ်။ဒါဟာ American ရဲ့ပြည်ရင်းဘူဝါဒမှာအပြောင်းအလဲကြီးတစ်ခုဖြစ်ပြီး နိုင်ငံရဲ့တမိုင်းမှာပထမဆုံးအချိန်လိုတော့ဆိုရမယ့်အချိန်တွေပါရွေးကောက်ခံရတဲ့သူမဟုတ်တဲ့ပုံကိုယ်တူဦးဟာနိုင်ငံရဲ့အရေးအကြီးဆုံးစစ်ရေးအစည်းအဝေးခန်းမကိုတွားရောက်နေပါပြီဒီအချက်ဟာတရုတ်ရဲ့စိန်ခေါ်မှုကိုအမေရိကန်ကဘယ်လိုရင်ဆိုင်မလဲဆိုတာနဲ့ဒီကနေ့ကနေစပြီးတရုတ်နဲ့ဘယ်လိုဆက်ဆံမလဲဆိုတော့အမေရိကန်ရဲ့နီးဗျူဟာအတွက်ကြီးမားတဲ့တက်ရောက်မှုတွေရှိနိုင်ပါတယ်မက်ရှလာ20ရက်နေ့မှာမက်ခ်ဟာနောက်နေ့မှာပင်တဂွန်ကိုသွားမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်မက်ရှလာ21ရက်နေ့သတင်းထုတ်ပြန်ချက်အရမက်ခ်ဟာ ပင်ဒဂွန်ရဲ့9000ဘုံအဆောက်အုံထဲမှာအမေရိကန်နဲ့တရုတ်နဲ့စစ်ပွဲအတွက်အမေရိကန်ရဲ့လှုပ်ဝှက်ချက်အစီအစဉ်တွေကိုလေ့လာနေပြီလို့ဆိုပါတယ်။နယူးယောက်တိုင်းသတင်းစာအရအနီမဖော်လို့တဲ့အရာရှိနှစ်ဦးကလည်းမက်ရှလာ20ရက်နေ့မှာမက်စ်ရဲ့တွားရောက်မှုကိုအတည်ပြုခဲ့ပါတယ်။နောက်ထပ်ဦးကတော့မက်စ်ရဲ့အစည်းအဝေးဟာတရုတ်ကိုအဓိကထားမယ်လို့ပြောပါတယ်။နောက်ဆုံးတစ်ယောက်ကတော့မက်စ်ဟာတောက်ကြနေမှာပင်ဒဂွန်ကိုသွားမယ်ဆိုတာကိုပဲအတည်ပြုခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီအစည်းအဝေးဟာမက်စ်ရဲ့အခန်းကဏ္ဍကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အုပ်ချုပ်ရေးမှာကြီးမားစွာတိုးချဲ့လိုက်တာပါပဲအစိုးရအဖွဲ့ရဲ့ထိရောက်မှုဆိုင်ရာဌာန DOJ ရဲ့ခေါင်းဆောင်ဖြစ်နေတဲ့ Max ဟာထရမ့်သမ္မတဖြစ်လာပြီးကတည်းကအမေရိကန်နိုင်ငံရေးမှာဩသွာလှမ်းမမှုတွေတိုးမြင့်လာခဲ့ပါတယ် DOJ ကိုယ်တိုင်ကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီအဖွဲ့ဟာတရားဝင်အစိုးရအေဂျင်စီတစ်ခုမဟုတ်သလိုပညာရှင်တွေကလည်းဒီအဖွဲ့မှာ Federal Agency Race ကရန်ပုံငွေတွေကိုရုပ်သိမ်းနိုင်တဲ့အာဏာမရှိဘူးလို့ယုံကြည်ကြပါတယ် ဒါပေမဲ့ DOG နဲ့ Masto ဟာတိတိတသားဩဇာလွှမ်းမိုးမှုတွေရှိနေပါတယ်။ American ရဲ့အသုံးပြုတွေကိုစုံစမ်းစစ်ဆေးမှုတွေဟာ Trump ရဲ့မူဝါဒတွေပေါ်တက်ရောက်မှုရှိတယ်လို့ဖြစ်နေပါတယ်။ February လတုန်းကအင်ဂျီရောကပြောခဲ့တယ်လို့ပါပဲ။ Elon Musk နဲ့အတူဒီ mission ကိုဥဆောင်နေသူတွေဟာ Federal ဥပဒေနဲ့အညီအပြည့်အဝလိုက်နာနေပြီးတပ်ဆိုင်ရာ agency တွေရဲ့ဝန်ထမ်းတွေအနေနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။အပြင်ကအကြံပေးတွေဒါမှမဟုတ်အဖွဲ့အစည်းတွေအနေနဲ့မဟုတ်ပါဘူး။ဒီနေရာမှာဆိုလိုရင်းကတော့ DOG ဟာအခြား American agency တွေအတွက်အကြံပေးအဖွဲ့အနေနဲ့လှုပ်ဆောင်နေတယ်ဆိုတာပါပဲ။ဒါပေမဲ့ Musk ကို Pentagon ကို ဖိတ်ခေါ်တာဟာ Trump အုပ်ချုပ်ရေးရဲ့လှုပ်ဆောင်ချက်တွေထက် ပိုပြီးတောင်ရှေ့ရောက်နေပါတယ်။ New York Times သတင်းစာအရပြောမယ်ဆိုရင် American ရဲ့အလုံးစုံသောလျှို့ဝှက်ချက်တွေကို Musk ကိုတီးခွင်ပေးတာဟာသမ္မတ Trump ရဲ့အကြံပေးနဲ့သူ့ရဲ့အသုံးစိတ်တွေကိုလျှော့ချဖို့နဲ့အစိုးရတွေကသူတို့မကြိုက်တဲ့လူတွေနဲ့မူဝါဒတွေကိုရှင်းထုတ်ဖို့ကြိုးပမ်းမှုတွေမှာသူ့ရဲ့ကြီးမားတဲ့အခန့်ကဏ္ဍကိုပို့ပြီးတောင်ချဲ့ထွင်လိုက်တာပါပဲ။ ဒါဆိုမတ်ကိုပင်ဒဂွန်ကိုဘသူကဖိတ်ခေါ်တာလဲအဖြေကတော့ American ကာဝေးဝင်ကြီး Peter Haswat ဖြစ်နိုင်ပါတယ်နယူးယောက်တိုင်းသတင်းစာက Haswat ဟာမတ်ကိုတပ်ဆိုင်ရာလုံခြုံရေးခွင့်ပြုချက်တွေပေးခဲ့သူဖြစ်ပြီး DOG ရဲ့ခေါင်းဆောင်အနေနဲ့တရုတ်နဲ့ပတ်သက်တဲ့ American ရဲ့စီးတင်တွေကိုဘလောက်ထိသိဖို့လိုတယ်ဆိုတာကိုသူကပဲဆုံးဖြတ်မှာဖြစ်တယ်လို့ဆိုပါတယ် American ကာဝေးဝင်ကြီးဌာနရဲ့တရားဝင်ရေးပြောရေးဆိုခွင့်ရှိသူရှောင်းပေါနယ်ကလည်းဒီဖိတ်ခေါ်မှုကိုအတည်ပြုခဲ့ပါတယ်ပါနယ်က ကာကွယ်ရေးဝန်ကြီးဌာနဟာအဲလိုမက်စ်ကိုတောက်ကြံနေမှာပင်ဒဂွန်ကိုကြိုသွေရတာကိုစိတ်လုံရှောင်ရှားမိပါတယ်လို့ပြောပါတယ်။သူကမက်စ်ကိုဝန်ကြီးဟက်စ်ဝတ်ကဖိတ်ခေါ်တာဖြစ်ပြီးသူဟာလာရောက်လည်ပတ်တာလို့လည်းဖြည့်ဆွတ်ပြောပါတယ်။ဒီပြောကြချက်ဟာနယူးယောက်တိုင်းသတင်းစာရဲ့သတင်းနဲ့နည်းနည်းကွဲပြားနေပါတယ်။တစ်ဖက်မှာတော့မက်စ်ဟာအမေရိကန်ရဲ့အရေးကြီးစည်ရေးလျှို့ဝှက်ချက်တွေကိုသိရတော့မယ်လို့ဆိုပါတယ်။နောက်တစ်ဖက်မှာတော့ကာကွယ်ရေးဝန်ကြီးဌာနက Max ဟာ Pentagon ကိုလာရောက်လည်ပတ်တာပဲလို့ဆိုလိုက်ပါတယ်။ဒါဆို Max ဟာသူ့ရဲ့စီးဝေးမှာတကယ်တော့ဘာတွေသိရှိသွားမှာလဲ။ဒီမိန်းကွန်းရဲ့ဖြေကမရှင်းလင်းပါဘူး။ဒါပေမဲ့ Max ဟာ American ရဲ့စည်ရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်အလက်တွေကိုသိရှိသွားနိုင်တယ်ဆိုတာကတော့သိကြပါတယ်။ American ရဲ့တရုတ်နဲ့စစ်ပွဲအစီအစဉ်ဟာလျှို့ဝှက်ချက်တစ်ခုဖြစ်ရတာကအကောင်းအကျောင်းရှိပါတယ်။ဘလို့မှတ်တမ်းမဆိုယိုစိတ်သွားမယ်ဆိုရင်တရုတ်ကကြိုတင်ပြင်ဆင်နိုင်ပြီးသူ့ရဲ့ကာကွယ်ရေးတွေကိုပုံမှုအားဖြည့်နိုင်တာ အမေရိကန်ကအသုံးချဖို့ရှာဖွေနေတဲ့စည်ရည်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်အမေရိကန်ရဲ့စီစဉ်ဟာထိရောက်မှုအလွန်နေသွားမှာပါ။နယူးယောက်တိုင်းသတင်းစာအရတော့ဒီစီစဉ်နဲ့ပတ်သက်ပြီးအနည်းငယ်သိရှိထားပါတယ်။အစီအစဉ်ကို presentation တစ်ခုအနေနဲ့မျှဝေသွားမယ်လို့ယုံကြည်ရပြီးအမေရိကန်ဟာတရုတ်နဲ့စစ်ပွဲကိုဘလို့ချင်းကပ်လာမလဲဆိုတာကိုအတိအကျဖော်ပြထားတဲ့ slide 20ကနေ30ထိပါဝင်မယ်လို့ဆိုပါတယ်။အစီအစဉ်ဟာစစ်ပွဲရဲ့ဘယ်အပိုင်းကိုမှမဆိုဖော်ပြထားပါတယ်။ အမေရိကန်ကစစ်ပွဲဖြစ်လာတော့မယ်လို့ညွှန်ပြနိုင်တဲ့အထူးအချက်တွေနဲ့စတင်ပါတယ်။ပြီးတော့ချိန်ချောက်မှုဟာတကယ်ဖြစ်မဖြစ်ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုလည်းဖော်ပြထားပါတယ်။ဒီကနေ့မှတဆင့်စစ်ရေးအသုံးထုတ်တွေနဲ့ O-plan လို့ခေါ်တဲ့အစီအစဉ်ဟာအမေရိကန်ကနေပြစ်မှတ်ထားတဲ့တရုတ်ရဲ့ပြစ်မှတ်တွေနဲ့ဒီပြစ်မှတ်တွေကိုဘယ်အချိန်မှာထိမှန်မလဲဆိုတာကိုအသေးစိတ်ဖော်ပြထားပါတယ်။ slide 20ကနေ30လောက်ဆိုတော့ဒီကဘာပေါ်မှာအသေးစိတ်ဆိုအစီအစဉ်တော့မဟုတ်ပါဘူး။ math ဟာ အမေရိကန်နဲ့တရုတ်စစ်ပွဲရဲ့ဘယ်အပိုင်းကိုမဆိုအသေးစိတ်ဖော်ပြထားတဲ့အစီအစဉ်ကိုရှင်းလင်းတင်ပြခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီရှင်းလင်းတင်ပြချက်တစ်ခုတည်းနဲ့တင်လုံလောက်ပါတယ်။ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူသားဖြစ်ပြီးတောင်အာဖရိကမှာမွေးဖွားလာတဲ့ရွေးကောက်ခံရတဲ့သူမဟုတ်တဲ့ပုံကိုယ်တူဟာပင်ဒဂွန်ကနေဘယ်တော့မှထွက်မလာတဲ့စည်ရည်လူဝတ်ချက်တွေကိုသိရှိသွားတော့မှာပါ။ဒါဟာအမေရိကန်အစိုးရတွေကမက်စ်ရဲ့အခန့်ကဏ္ဍနဲ့ဒီလိုလူဝတ်ချက်တွေကိုမျှဝေခြင်းကြောင့်ဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေကြောင့်မေးခွန်းတွေအများကြီးထုတ်စရာဖြစ်လာပါတယ်။မီဒီယာချို့ကတော့ နိုင်ငံတွင်းနဲ့နိုင်ငံခြားကနိုင်ငံရေးသမားတွေဟာ mass တကယ်တမ်းဘာလုပ်နေရလဲဆိုတာကိုရှုပ်ထွေးနေကြတယ်လို့ဖော်ပြထားပါတယ်။ February 6ရက်နေ့မှာ mass ရဲ့ DOG နဲ့အတူပထမဆုံးအပတ်နှစ်ပတ်အတွင်းမှာ Federal Agency တခုကိုဖျက်သိမ်းလိုက်တယ်။ပြည်သူဝန်ထမ်းတန်းတဲ့ချီကိုအလုတ်ထွက်ဖို့ဒါမှမဟုတ်အလုတ်ဖြုတ်ခံရဖို့နောက်ဆုံး notice အပေးခဲ့ပလိုက်တယ်။ mass ဟာ American Federal ငွေပေးချေရေးစနစ်ကိုအသုံးပြုခွင့်ရသွားတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါတွေအားလုံးဟာ mass ဟာ Trump ရဲ့အတွင်းကြတဲ့အဖွဲ့တွေကိုပုံမှန်နှိုင်းဆိုင်သွားဝင်ရောက်လာပြီး တမရရဲ့ယုံကြည်စိတ်ချရသောအကြံပေးတူဖြစ်လာတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာပါ Trump တမရဖြစ်လာပြီးကြတဲ့ကမတ်ဟာဝါရှင်တန်မှာတပ်သမားတဲရှိနေခဲ့တယ်လို့ဆိုပါတယ်သူမှအိမ်ပြီးတော့အတွင်းအမြင့်ဆုံးလုံခြုံရေးခွင့်ပြုချက်တွေရှိပြီးအနောက်ဘက်ကလျက်ရှိတဲ့ Federal ဝန်ထမ်းရုံးထဲမှာအင်ယာရီကိုပြောင်းရွှေ့ထားတဲ့အထိလှုပ်ဆောင်ခဲ့ပါတယ်။တချို့ကတော့ဒါဟာကောင်းတဲ့အရာလို့ယုံကြည်ကြပါတယ်။ Tesla ကုမ္ပဏီမှာအရင်က Program Manager တယောက်ဖြစ်ခဲ့သူတယောက်ကသူဟာလက်ရှိရည်မှန်းချက်ကိုပဲစိတ်ဝင်စားတယ်။ လူမှုရေးပြဿနာတွေနဲ့ပဋိပက္ခတွေကိုအရေးမပါတဲ့အရာတွေလို့သူမြင်တယ်။သူ့အချိန်တွေကိုမဖြုံးလိချင်ဘူး။ကျွန်တော်မြင်ဘူးသမျှဘသူထက်မဆိုလူရေစီကနေပို့ပြီးအကျိုးရှိအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ထရန့်ဟာမတ်စ်ကိုအမေရိကန်ရဲ့အရေးကြီးစစ်ရေးလျှို့ဝှက်ချက်တွေကိုတီးခွင်ပေးတာဖြစ်နိုင်ပါတယ်။ DOG ရဲ့ခေါင်းဆောင်ဟာစိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေဒါမှမဟုတ်ကိုပိုင်ဗက်လိုက်မှုတွေကနေကင်းရှင်းတဲ့အမြင်တွေကိုပေးနိုင်လောက်ပါတယ်။ဒါပေမဲ့အဲ့ဒီ Tesla ဝန်ထမ်းဟောင်းကပဲမတ်စ်ကိုပင်ဒဂွန်ကိုဖိတ်ခေါ်တာဟာ ဘာလို့ပြဿနာဖြစ်နိုင်လဲဆိုတာကိုထောက်ပြပါတယ်။ဒါဟာယဉ်ကျေးမှုတစ်ခုကိုထိခိုက်စေနိုင်တယ်လို့အရင်ကတက်စလာမန်နေဂျာကပြောပါတယ်။အမေရိကန်နိုင်ငံရေးမှာမက်ဆီရဲ့ဩသာလွှမ်းမိုးမှုတိုးလာတာကိုဆွေးနွေးနေတယ်ပေါ့။မက်ရှလာ20ရက်နေမှာမက်ဆီရဲ့ပင်နဂွန်သွားရောက်မှုတရင်ထွက်ပေါ်လာတဲ့နေ့မှာပဲမက်ဆာသူ့ရဲ့အခန်းကဏ္ဍကိုရောက်ရှိလာတာဟာထရမ့်ရဲ့ရွေးကောက်ပွဲအတွက်သူ့ပေးခဲ့တဲ့ငွေကြေးပမာဏကြောင့်လို့ဖော်ပြခဲ့ပါတယ်။သတင်းဌာနကထောက်ပြချက်အရ2024ခုနှစ်မှာထရမ့်ဟာသူ့ရွေးကောက်ပွဲအတွက်ဒေါ်လာ261တန်းလောက်သုံးစွဲခဲ့ပါတယ်။အခုတော့ သူဟာသူ့ပတ်စံကိုကွန်ကရစ်ထဲကထရမ့်ရဲ့တည်ဆာရှိသူတွေကိုစုချဖို့နဲ့တချို့ကိုအပြစ်ပေးဖို့အတွက်သုံးဖို့ဆန္ဒရှိနေတယ်လို့တန်တရားရှိကြပါတယ်။နိုင်ငံရေးမြင့်ဝင်ချက်ကိုနိနိကက်ကက်စောင့်ကြည့်နေတဲ့သူပါ။ဒီသတင်းသစ်အရမတ်ဟာဖက်ဒရယ်ဥပဒေအရလူတဦးချင်းစီအနေနဲ့လှူဒန်းနိုင်တဲ့အများဆုံးပမာဏဖြစ်တဲ့ဒေါ်လာ6600ကိုထရမ့်ရဲ့အစီအစဉ်တွေကိုစန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေချတဲ့သူတွေကိုစွပ်စွဲပစ်တင်မှုထောက်ခံတဲ့ ကွန်ကရစ်အမတ်တချို့ကိုလှူဒန်းခဲ့ပါတယ်။ဒီမှာပဲအမေရိကန်အတွက်ပြဿနာဖြစ်လာပါတယ်။မတ်စ်ကိုပင်ဒဂွန်ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီးဘာလို့စိုးရိမ်မှုတွေများနေရတဲ့ဆိုတဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲ။မတ်စ်ဟာရွေးကောက်ခံရတဲ့သူမဟုတ်ပေမဲ့ DOG မှာသူ့ရဲ့အခန်းကဏ္ဍအနေနဲ့ရွေးကောက်ခံရတဲ့သူတယောက်လိုမျိုးလှုံ့ဆောင်းနေပါတယ်။မတ်စ်ဟာထရမ့်ရဲ့နားထောင်သူဖြစ်နေပေမဲ့သူဟာရွေးကောက်ခံရတဲ့သူမဟုတ်သလိုဖက်ဒရယ်ဝင်တယ်လည်းမဟုတ်တာကြောင့်သူနဲ့ထရမ့်ရဲ့အစီအစဉ်တွေကိုထောက်ခံတဲ့သူတွေကိုလှူဒန်းဖို့လွတ်လပ်ခွင့်ရှိနေပါတယ်။ဒါဟာအကျိုးစီးပွားပြိပက္ခတစ်ခုဖြစ်ပြီး အမေရိကန်နဲ့တရုတ်ကိုရင်ဆိုင်ဖို့လျှို့ဝှက်အစီအစဉ်တွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေမှာဘလို့မှပါဝင်သင့်တယ်လို့လူအများကယုံကြည်ကြပါတယ်။ The conversation ကဖော်ပြခဲ့တဲ့စောင်းမတစ်ပုဒ်မှာဆိုရင်မတ်ဆာကအမေရိကန်ဆိုးရပေါ်နိုင်ငံတော်ကိုလုံးဝသိမ့်ပိုက်ဖို့ညှိနှိုင်းနေတယ်လို့တောင်အဆိုပြုထားပါတယ်။နိုင်ငံတော်ကိုသိမ့်ပိုက်တယ်ဆိုတာကိုနိုင်ငံရေးသမားတွေကသူတို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေအတွက်နိုင်ငံတော်ရဲ့အရင်းအမြစ်တွေကိုသိမ့်ပိုက်တာလို့ဖော်ပြထားပါတယ်။မတ်ရဲ့ DOG မှာအခန်းကဏ္ဍနဲ့သူ့ရဲ့ရွေးကောက်ပွဲလှူဒါန်းမှုတွေဟာ အမေရိကန်နိုင်ငံရေးကိုသူ့အတွက်အကျိုးမြတ်ရအောင်လှုံ့ဆော်နေရလားဆိုတာနဲ့ပတ်သက်ပြီးအမြင်တွေ꿰ပြနိုင်ပါတယ်။ဒါပေမဲ့လူတွေဟာမတ်ဟာနိုင်ငံတော်ကိုသိမ့်ပိုက်နေတယ်လို့တောင်တွေးနေကြတယ်ဆိုတဲ့အချက်ကဘာလို့ DOG ရဲ့ကောင်းဆောင်ကပင်ဒဂွန်ကိုသွားနေရတာလဲဆိုတာကိုမေးခွန်းထုတ်စရာအကြောင်းပြချက်တခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့မတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့ရည်မှန်းချက်တွေကိုခဏမေ့ထားပြီးမတ်ရဲ့တရုတ်နဲ့ဆွတ်နယ်မှုတွေကိုခဏကြည့်ရအောင်။ယူရော့တိုင်းသတင်းစာကဖော်ပြချက်အရအမေရိကန်ရဲ့တရုတ်နဲ့စစ်ပွဲအစီအစဉ်ဟာအထူးလျှို့ဝှက်ချက်ဖြစ်ပြီး ဒီစီဇန်ကိုယိုစိမ့်သွားနိုင်တဲ့အနှဲငယ်သောအရေးအမှတ်တစ်ခုတောင်စိုးရင်စရာဖြစ်တင်ပါတယ်။မတ်စ်ကဒီစီဇန်ကိုတမင်တကာဘသူ့ကိုမှယိုစိမ့်သွားအောင်လုပ်မယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမဲ့ဇကပွားတွေကတင်ကေတာတွေတင်းမောတွေကိုနှိမ့်မြုပ်စေတယ်ဆိုတဲ့ဇကပုံအတိုင်းပါပဲ။မတ်စ်ကဒီလျှို့ဝှက်ချက်တွေကိုသိရှိသွားတာဟာသူနဲ့တယုံနဲ့နီးစပ်တဲ့ဆက်ဆံရေးကြောင့်ပြဿနာဖြစ်လာနိုင်ပါတယ်။မတ်စ်ကိုရိုင်းက သူဟာတရုတ်ကိုအတိုင်းအတာတစ်ခုထိထောက်ခံသူလို့ဆိုပါတယ်ဒါကြောင့်မလို့သူဟာတရုတ်ရဲ့စာနယ်သင်းထိန်းချုပ်မှုနဲ့အလားတူမူဝါဒတွေကိုကာကွယ်ဖို့ဖြစ်လာခဲ့တာပါဒါပေမဲ့တရုတ်နဲ့သူ့ရဲ့ဆက်ဆံစီးပွားရေးဆက်နွယ်မှုတွေဟာအကြီးမားဆုံးစိုးရင်စရာဖြစ်နိုင်ပါတယ်တရုတ်ဟာမက်စ်ရဲ့လျှက်စစ်ကားကုမ္ပဏီ Tesla ရဲ့အောင်မြင်မှုတွေအရေးပါတဲ့နိုင်ငံဖြစ်ပါတယ်ကော့စတူမာနိုင်ငံအနေနဲ့ရော Tesla ကားတွေထုတ်လုပ်ဖို့လိုအပ်တဲ့အစိတ်ပိုင်းတွေနဲ့အလုပ်သားတွေရဲ့ထောက်ပံ့မှုအနေနဲ့ပါအရေးပါပါတယ်2024ခုနှစ်သတို့ထနှစ်ဝက်မှာတရုတ်မှာ Tesla ကားအစီး 39,6900ရောင်းချနိုင်ခဲ့ပြီးဒါဟာကုမ္ပဏီရဲ့စုစုပေါင်းရောင်းအားရဲ့40%ရာခိုင်နှုန်းနီးပါးရှိပါတယ်။တစ်နှစ်တာအတွင်းတရုတ်ကိုတက်စလာရောင်းချခဲ့တဲ့စုစုပေါင်းကားယူတက်ဟာ635,8120စီးရှိပြီး2023ခုနှစ်ကဂိမ်းနန်းတွေထက်8.85ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံဟာမက်စ်ရဲ့စီးပွားရေးအောင်မြင်မှုအတွက်ဘလောက်အရေးပါတယ်ဆိုတာကိုထင်ဟပ်စေပါတယ်။မက်စ်ရဲ့တရုတ်ကိုထောက်ခံတဲ့ပြောဆိုချက်တွေဟာ သူ့ရဲ့ခိုင်ပါတဲ့စီးပွားရေးဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းကျင်တဲ့ဆန္ဒကိုဖော်ပြတာဖြစ်နိုင်ပါတယ် Strategy Risk Timing and Company ရဲ့ CEO ဖြစ်တဲ့ Eska Stonefish က Mass ရဲ့တရုတ်နဲ့ပတ်သက်တဲ့ပြောဆိုချက်တွေဟာအနောက်တိုင်းကအကြီးအကြီးသားစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ CEO အတွက်ပုံမှန်မဟုတ်ဘူးလို့ဆိုပါတယ်။မက်ဆီယက်တက်စလာဟာတရုတ်နဲ့ဆက်ဆံရေးကို2019ခုနှစ်ကတည်းကစတင်ခဲ့ပါတယ်။ရှန်ဟိုင်းမှာ Giga Factory တခုကိုဖွင့်လှစ်ခဲ့ပြီး ဒီဆက်ယုံဖွင့်လှစ်မှုတရုတ်ပံတွေကတန်းနဲ့ချီတဲ့ချင်းဝင်တွေနဲ့ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ဒါကြောင့် Tesla ဟာတရုတ်မှာလုံးဝနိုင်ငံခြားပိုင်ကားကုမ္ပဏီအနေနဲ့လုပ်ငန်းလည်ပတ်ခွင့်ရတဲ့ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။တရုတ်ကုမ္ပဏီအချို့ကလည်း Tesla ရဲ့စီးပွားရေးမှာပါဝင်နေပါတယ်။တစ်ချိန်ကတရုတ်ရဲ့အကြီးဆုံးအင်တာနက်ကုမ္ပဏီဖြစ်တဲ့ Texan ဟာ Tesla ရဲ့600ခန်းလုံးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီးဖြစ်ပါတယ်။ Tencent ဟာ WeChat ကိုလည်းပိုင်ဆိုင်ထားပြီး WeChat ကိုတရုတ်ရဲ့ Twitter လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ီလူမှုမီဒီယာပလက်ဖောင်းကို Mass က application တစ်ခုလုံးအတွက်စံစံမှုကောင်းတစ်ခုလို့မှန်ယူထားပြီး Twitter ကို X ဖြစ်ပြောင်းလဲဖို့ရည်ရွယ်ထားပါတယ်။ CY ဆက်နွယ်မှုတွေတစ်ခုတည်းကမတမာမှုတွေရဲ့တက်တည်တော့မဟုတ်ပါဘူး။ဒါပေမဲ့ Mass မှာတရုတ်ရဲ့အောင်မြင်မှုအတွက်စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုဖော်ပြနေပါတယ်။ American ရဲ့တရုတ်ကိုအနိုင်ယူဖို့အစီအစဉ်ရဲ့တစိုက်တစ်ပိုင်းဟာတရုတ်ရဲ့စီးပွားရေးကိုထိခိုက်စေပြီး သူ့ရဲ့စီရေးကိုငွေကြေးထောက်ပံ့နိုင်တဲ့ကိုကန့်သက်ဖို့ဖြစ်မယ်ဆိုရင် Max မှာဒါနဲ့ပတ်သက်ပြီးပြဿနာရှိမလားတရုတ်စီးပွားရေးအားနည်းသွားရင် Tesla ကားတွေအတွက်သုံးဆွဲတဲ့ငွေကြေးလည်းနည်းသွားမှာဖြစ်ပြီးသူ့ရဲ့ Shanghai Giga Factory ကိုအသုံးပြုပြီးအမြတ်ဆုံးရဖို့လည်းပိုခက်ခဲသွားနိုင်ပါတယ်အကျိုးစီးပွားပြိပခါတစ်ခုဖြစ်ပေါ်လာနိုင်ပြီး Max ဟာပင်ဒဂွန်အစည်းအဝေးမှာသူသိရှိလာတဲ့လျှို့ဝှက်ချက်တွေကိုမသိတဲ့သူတွေစီမျှဝေမိတာမျိုးဖြစ်သွားနိုင်ပါတယ် Max လ16ရက်နေ့မှာ Max ရဲ့တရုတ်နဲ့နှီးခဲ့တဲ့စီးပွားရေးဆက်ဆံရေးဟာ DOG ရဲ့ခေါင်းဆောင်အနေနဲ့ တရုတ်နဲ့ Trump အုပ်ချုပ်ရေးကြားတရားတစ်ခုလိုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ Stonefish ကပြောသလိုပဲဒါဟာ mass strike နဲ့တက်မဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။ Beijing ကဒါကိုလက်ဆောင်ကြီးတစ်ခုလို့မြင်ပါပါ။ Beijing ဟာသူ့ရဲ့မိတ်ဆွေတွေလို့ခေါ်တဲ့သူတွေကိုပါတီရဲ့အကျိုးစီးပွားတွေကိုမြှင့်တင်ပေးဖို့အသုံးပြုဖို့အကျင့်ပါနေပါပြီ။ Beijing ဟာ Elon Musk လိုသူတွေကိုအသုံးပြုဖို့အသင့်ဖြစ်နေပါတယ်လို့သူကဆိုပါတယ်။ဒါကြောင့် Musk ဟာသူ့ကိုယ်သူအမေရိကန်နဲ့တရုတ်ကြားတရားတစ်ခုလို့မြင်ကောင်းမြင်နိုင်ပေမဲ့ တကယ်တမ်းမှာတော့တရုတ်ကသူ့လူဂျင်နာရီရဖို့ mask ကိုအသုံးချနေတာဖြစ်နိုင်ပါတယ်အမေရိကန်ရဲ့စည်ရေးလှုပ်ဝှက်ချက်တွေလိုမျိုးအရာတွေပေါ့တရုတ်က mass နဲ့သူ့ရဲ့ဆက်ဆံရေးကိုအသုံးပြုပြီးလှုပ်ဝှက်ချက်တွေကိုထုတ်ယူဖို့မကြိုးစားဘူးဆိုရင်တော့ Tesla ပိုင်ရှင်ဖြစ်တဲ့ mass ဟာပင်ဒဂွန်ကိုတွားရောက်နေပတ်နေစဉ်မှာသူသိရှိလာတဲ့အရာတွေကိုနားလည်နိုင်သန်းရှိမရှိဆိုတာကိုမေးခွန်းထုတ်နေကြတဲ့အကြောင်းရင်းတစ်ခုလည်းရှိပါတယ်။ဒါဟာ mass ဟာညံရီမမြင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။သူဟာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးမှန်ကန်တဲ့ကုမ္ပဏီတွေကိုယင်းနှိမ့်နှုတ်နိုင်တာနဲ့ သူ့ကိုသူမှတ်တမ်းတင်တာမှာထူးချွန်ပါတယ်ဒါပေမဲ့သူဟာစစ်ရေးကိုစိတ်ဝင်စားသူမဟုတ်ပါဘူးဒီစည်းဝေးမတိုင်ခင်မှာမတ်ဆာဘယ်နိုင်ငံရဲ့စစ်တပ်နဲ့မှပါဝင်ဆောင်ရွက်မှုမရှိခဲ့ပါဘူးအမေရိကန်ရောတောင်အာဖရိကရဲ့စစ်တပ်နဲ့ပါနယူးယောက်တိုင်းသတင်းစာကဖော်ပြချက်အရတရုတ်နဲ့စစ်ပွဲလိုမျိုးအကြီးစားအရေးပေါ်အခြေအနေတွေအတွက်လုပ်ငန်းစဉ်အစီအစဉ်တွေဟာစစ်ရေးအစီအစဉ်ချမှတ်မှုတွေနဲ့အတွေ့အကြုံမရှိသူတွေအတွက်နားလေဖို့အလွန်ခက်ခဲပါတယ်။ဒါကြောင့်မလို့သမလာတွေကိုစာရက်စာတမ်းတွေရဲ့အသေးစိတ်အချက်အလက်တွေထက် အစီအစဉ်ရဲ့အကြမ်းပြင်းပုံစံတွေကိုပို့ပြီးတင်ပြလေးရှိပါတယ်မတ်စ်ဟာဘလောက်ထိအသေးစိတ်အချက်အလက်တွေကိုသိရှိသွားမလဲဆိုတာကတော့မရှင်းလင်းသေးပါဘူးမတ်စ်ကြည့်ရှုရမယ့် presentation မှာ slide 30လောက်ပါဝင်တာကြောင့်သူကြားရမြင်ရတာတွေကိုနားမလည်တာဟာ American စစ်တပ်အတွက်သိအဆင်မပြေပါဘူးဥပမာမတ်စ်ဟာ American နဲ့သူ့ရဲ့လျှို့ဝှက်စီစဉ်တွေအတွက်အထူးအရေးမကြီးဘူးလို့သူဆုံးဖြတ်လိုက်တဲ့အသေးစိတ်အချက်တခုကိုသိရှိသွားနိုင်ပါတယ်ဒီအချက်ကအရေးမကြီးဘူးလို့ယူဆမိတာကြောင့်မတ်စ်ကဒီအချက်လက်ကိုမျှဝေမိတာမျိုးဖြစ်သွားနိုင်ပါတယ် ဒီအချက်လက်ဟာမတ်စတင်ထားတာထက်ပိုအရေးကြီးပြီးနောက်ဆုံးမှာတရုတ်စီရောက်သွားနိုင်ပါတယ်ဒီလိုဆိုရင်အမေရိကန်ရဲ့တရုတ်နဲ့စစ်ပွဲအစီအစဉ်ဟာခဏအတွင်းမှာပဲထိခိုက်သွားနိုင်ပါတယ်ဒါဟာ Stonefish ပြောတဲ့အတုံးဝင်တဲ့ယူမူပါတော့ကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပါတရုတ်ကမတ်စကိုဂျေဘူးရအဖြစ်အယူလို့မြင်ကောင်းမြင်ချင်းမြင်နိုင်ပေမဲ့သူ့မှာစည်ရေးအတွေ့အကြုံမရှိတာကြောင့်အမေရိကန်ရဲ့အစီအစဉ်အသေးစိတ်တွေကိုသိရှိဖို့အခွင့်အရေးတွေဖန်တီးပေးနိုင်တယ်ဆိုတာကိုသူတို့သိပါတယ်မတ်စကိုရိုင်းမှာမကောင်းတဲ့ယူရဲ့ချက်တွေမရှိပေမဲ့ ူသိရှိလာတဲ့အရာတွေကိုမှားယွင်းနားလည်မှုကြောင့်ထိလွယ်ရှလွယ်အချက်လက်တွေကိုမျှဝေမိတာမျိုးဖြစ်သွားနိုင်ပါတယ်။မက်စ်ရဲ့ပင်ဂွန်သွားရောက်မှုနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေအများကြီးရှိနေတာကြောင့်နောက်ထပ်မေးခွန်းတစ်ခုကိုထုတ်เสียဖြစ်လာပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကဘသူမှခိုင်မာတဲ့အကြောင်းပြတဲ့တစ်ခုကိုမပေးခဲ့ပါဘူး။ဒါပေမဲ့မက်စ်ရဲ့ DOG ရဲ့ခေါင်းဆောင်အနေနဲ့အခန်းကဏ္ဍဟာသူ့ရဲ့သွားရောက်မှုနဲ့ဆက်ဆက်နေနိုင်ပါတယ်။မက်စ်ဟာဒီယာရူကိုအသုံးပြုပြီး Federal Agency အမျိုးမျိုးနဲ့သူတို့ရဲ့ဘတ်ဂျက်တွေကိုကြီးမားတဲ့ short term တွေလုပ်ဖို့အကြံပြုခဲ့ပါတယ်။ DOG ရဲ့ကြိုးပမ်းမှုတွေကြောင့် American ကိုဒေါ်လာ135ဘီလီယံတတ်တာစေခဲ့တယ်လို့ဆိုပါတယ် Federal ဝန်ထမ်း8500လောက်ဟာ Max ရဲ့အစိုးပြတက်ကိုလက်ခံပြီးသူတို့ယာရုတွေကနေနှုတ်ထွက်ခဲ့ကြပါတယ် American စာချုပ်တွေကိုလည်း83ယာခံလုံးချော့ချခဲ့ပြီးကျန်တဲ့ program တွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနတွေမှာပေါင်းစည်းလိုက်ပါတယ် Max ရဲ့ကြီးမန်းချက်ဟာသူပြီးမြောက်အောင်အောင်မြင်ခဲ့တာတွေထက်ပိုပြီးရွယ်ချက်ကြီးမှာပါတယ် DOG မှာရှိနေတဲ့အတွင်းဒေါ်လာ1 trillion လောက်ရှော့ချဖို့သူစီစဉ်ထားပါတယ် ဒါကြောင့်မလို့သူ့ကိုပင်နဂုံကိုဖိတ်ခေါ်ရတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။